ို့ရဲ့ဖုန်းထဲကအရေးကြီးတဲ့ Google Play Store software update တင်တဲ့နည်းကိုပြပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာအရေးကြီးတဲ့ Google Play Store software နောက်ဆုံး update version ဖြစ်နေလားမဖြစ်ဘူးလားဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။တချို့တော့ဖုန်းတွေမှာဆိုလို့ရှိရင်ဒီ Google Play Store ဟာ auto update လုပ်မပေးတာတွေရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Google Play Store ဟာနောက်ဆုံး update version ဖြစ်မဖြစ်ဝင်စစ်ပြီးတော့ update တင်တဲ့နည်းကိုဒီ video ထဲမှာကြည့်လိုက်ရအောင်။ ကျွန်တော် Play Store ထဲမှာဝင်သွားလိုက်မယ် profile icon လေးထည့်လိုက်မယ်ကြည့်ပြီးတော့ setting ထည့်လိုက်ပါကြည့်ဒီထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ about ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါကဲပြီးတော့ကျွန်တော် outfit နည်းနည်းပြင်ဆင်သွားလိုက်မယ်ဗျာ။ဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ optic place to ဆိုတဲ့နေရာလေးကိုမိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်။ optic place to ဆိုတဲ့နေရာထဲကိုတစ်ချက်နှိပ်လိုက်ပါ။ Okay အခုဒီဖုန်းထဲမှာဆိုလို့ရှိရင်တော့ Google Play Store is up to date ဆိုပြီးတော့ပြပေးတယ်ပေါ့နော်ဆိုတော့ဒီဖုန်းထဲမှာဆိုလို့ရှိရင် Google Play Store ဟာနောက်ဆုံးပေါ် update version ဖြစ်နေပြီပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ update တင်เสียမလို့ဘူး Google 8ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ရတယ်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ Google Play Store ကို auto update လုပ်မပေးတဲ့ဖုန်းတွေရှိတယ် update မလုပ်တဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာလာပြီးတော့မှကျွန်တော်တို့အခုလို update Play Store ဆိုတဲ့နေရာမှာနှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာ Play Store is up to date ဆိုတဲ့ဟာလေးမပေါ်ဘင်းနဲ့ဒီနေရာမှာ update ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ်เนาะအဲ့ဒီစာတားတွေကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ Play Store ကို update လုပ်ပေးပြီးတော့ download ဆွဲပေးနေမှာဖြစ်ပါတယ် download ဆွဲပေးပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ phone ကို reset လုပ်ခိုင်းမယ်ပေါ့เนาะ ဆိုတော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ဖုန်းကို reset လုပ်လိုက်ပေါ့နော်ပါဝါကျသွားမယ်ပါဝါကျပြီးတော့ဖုန်းပါဝါပြန်တက်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Play Store ဟာအခုလိုမျိုးပေါ့နော် up to date ဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်နောက်ဆုံး version ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Play Store ကိုမဖြစ်မနေအမြဲတမ်း update ဖြစ်နေအောင်ကျွန်တော်တို့ update တင်ထားဖို့အရေးကြီးတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ application software တွေအကုန်လုံးကိုဒီ Play Store ကနေပြီးတော့ Play Protect နဲ့တူက scan ဖက်ပြီးတော့ ျွန်တော်ရဲ့ဖုန်းထဲမှာမှန်ဝေးပါတဲ့ software တွေ anti ပါတဲ့ software တွေရှိမရှိကိုသူအမြဲတမ်း scan ဖက်ပြီးစစ်ဆေးပေးနေတာဖြစ်တဲ့အတွက်ကြောင့် Play Store ဟာနောက်ဆုံး ethic version ဖြစ်နေကိုကိုအင်တာမအရေးကြီးပါတယ်နောက်ဆုံးပါရှင်ဖြစ်မဖြစ်ကိုအမြဲတမ်းစစ်ဆေးပြီးတော့အခုကျွန်တော်ပြောပြပေးထားတဲ့အနည်းလမ်းအတိုင်း update တင်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါရစေ။ဟုတ်ကဲ့ပါဒီ video လေးကဒီလောက်ပါပဲ။